ရာ Stone X မှာကျေစုပါတယ်။မနေ့ကတင်ပေးခဲ့တဲ့ Batman Tapha Comic အတွက် Part 2အဆက်ဖြစ်ပါတယ်။အခုအပိုင်းမှာတော့ပုံမှန် Comics တွေမှာလိုမျိုး Bruce Wayne ရဲ့ Batman မဟုတ်ဘဲနဲ့ Bruce တော် Thomas Wayne ရဲ့ Batman ကပုံမှန်မြင်ရမယ့်အတိုင်း Aquaman ရှိတဲ့နေရာအထိကိုသွားပြီးတော့ဘလူတွေပြင်မလဲဆိုတာကိုစိတ်ဝင်စားကြရဲဆိုရင်ဗီဒီယိုလေးကိုဆုံးအောင်ထိကြည့်သွားပေးကြပါအောင်။ And as always guys အခုလို Comics တွေကိုအစအဆုံးရှင်းပြပေးတာကိုကြိုက်ကြရဲဆိုရင် Premium Comics တွေကိုလာရောက်ဝယ်ယူအားပေးပြီးတော့လည်း Channel ကိုတိုက်ရိုက် Support လုပ်ပေးနိုင်ပါတယ်။အခုကတော့ Intro လေးပြီးရင်စလိုက်အောင်။ I am vengeance. I am the night. I am Batman. โอเคအခုဗီဒီယိုမှာစပြီးတော့တွေ့မဲ့သူတွေအတွက် a little recap အနေနဲ့ရှင်းပြရမှာဆိုရင်အရင်အပိုက်အစုံမှာ Thomas Wayne ဒီသူရဲ့လက်ရှိ University ကိုကယ်တင်ပေးနိုင်မဲ့တူဒီတော့ကောင် Barry Allen ကို Flash ဖြစ်လာစေဖို့အတွက်စံတက်မှုကိုလုပ်ခဲ့ပါတယ်ဘတ်သူရဲ့ပလန်ကို Aquaman နဲ့ Assassin တယောက်ကလာပြီးတော့ဖျက်ဆီးသွားခဲ့တယ်သူစဉ်းစားကြည့်တယ် Batman တယောက်အနေနဲ့တော့မှဘလို့မှတွေ့လို့မရဘူးဖြစ်နေတယ်ပြီးတော့ Aquaman စီကိုပဲကိုယ်တိုင်သွားပြီးတော့ဘာကြောင့် Assassin ကိုလွတ်ခဲ့တာလဲဘာကြောင့်သူရဲ့ပလန်ကိုဖျက်ဆီးခဲ့တာလဲဆိုတာကိုသွားပြီးမေးရဖို့အတွက်ဖြစ်လာခဲ့ပါတယ်သူကအရင်အပိုက်မှာမိဘမဲ့ဖြစ်သွားခဲ့တဲ့ ဟာဗီဒန်ရဲ့ကလေးကိုလည်းအိမ်မှာကျွေးမွေးထားသေးတယ်။ဘတ်အခုလိုဘတ်မန်ထွက်လုံမဲ့အချိန်မှာတော့ကလေးကိုသူ့ရဲ့လူယုံဖြစ်တဲ့ပင်ကွင်းနဲ့ထားပြီးတော့ထွက်လာရဖို့ဖြစ်လာခဲ့ပါတယ်။ပင်ကွင်းကပွားစီပွားစီလုံနေတယ်။သူ့လောက်ကောင်ကဘလို့လို့ကလေးထိန်ပြန်ပါလေ။ဘတ်သောမတ်စ်ကတော့နိုင်လက်တန်တွေကိုလှည့်ပြီးတော့သူ့ရဲ့ဘတ်ဂိတ်စီကိုဆင်းလာခဲ့ပါတယ်။ပင်ကွင်းကစိတ်ရှုပ်တဲ့ပုံစံနဲ့ကလေးကိုမင်းဒီနေပါလို့ချင်လဲဆိုပြီးတော့မေးလိုက်တယ်။ကလေးကလည်းအချင်းမဟုတ်ဘူး။တနက်ပြစ်ချင်တယ်ဆိုပြီးတော့ပြောလာပါတယ်။အဖြေကိုကြားလိုက်ရတဲ့အချိန်မှာပင်ကွင်းကမျက်လုံးပြူးသွားသေးတယ်။ဒါပေမဲ့တစ်ချက်ပြုံးလိုက်ပြီးတော့ဘလို့တနက်ပြစ်ချင်လဲဆိုပြီးတော့မေးလိုက်ပါတယ်။တစ်ဖက်မှာ မှာတော့ဘတ်မန်ကဘတ်ဂိတ်တဲကိုဆင်းလာတဲ့အချိန်မှာဓာရီကိုတွင်းနေဖို့အတွက်သူမှအချိန်မရှိတော့ဘူးသူရဲ့ခေါင်းထဲမှာအတွေးတွေကအပြည့်ပဲဖြစ်ပါတယ်ဒီကဘာကိုဘသူကဖြစ်စေလိုက်တာလဲဘယ်ရီမဟုတ်ဘူးဆိုရင် reverse flash လား reverse flash ကတော့ငါ့ကိုဘာလို့အသက်ရှင်ခွင့်ပေးမှာလဲဆိုတာတွေကိုတဦးလည်းမေးနေမိပါတယ် meanwhile TV ကသတင်းတွေအရာတော့ American စစ်တပ်နဲ့ Aquaman တို့ကစစ်တိုက်နေကြပြီဆိုတဲ့အကြောင်းတွေရဲ့ Oliver Queen Arrow ကတေးပြီဆိုတဲ့သတင်းတွေကိုပြနေပါတယ် Thomas ကတွေးမိပြန်တယ်ကဘာကြီးက Thomas ကတွေးမိပြန်တယ်ကဘာကြီးကပြိုလဲကျနေပြီငါလိုပဲလို့ဆိုရင်တဲ့တန က်နှစ်လက်ကိုယူပြီးတော့ suit ကိုဝတ်ပြီးတော့ထွက်လာခဲ့ပါတယ်။တတင်းမှာအပြင်လောကကြီးကိုပြတော့လဲရစရာမရှိဘူးဖြစ်နေရဲ့။မျိုးတွေကပြိုလဲနေရဲ့။မျိုးထဲမှာရေတွေလွှမ်းနေပြီးတော့ရေ monster ကြီးတွေကလည်းမျိုးလေကောင်ကိုရောက်နေကြပါတယ်။တတင်းကြေညာသူတွေက Wonder Woman ကလည်းပျောက်ဆုံးနေကြောင်းကိုပြောပြီးတော့အဆုံးသတ်သွားခဲ့ပါတယ်။တကယ်တော့ Wonder Woman က Aquaman စစ်တပ်တွေစီမှာသူ့ရဲ့ကြာဖို့ဂျုံနဲ့ပဲပြန်အတုခံထားရပြီးတော့ဖန်စီခံထားရတာဖြစ်ပါတယ်။ Of course Wonder Woman ကိုနိုင်တာဆိုလို့လဲအဲ့ဒီဂျိုးပဲရှိပါတယ်။ Wonder Woman ကအဖမ်းခံထားရတာတော့မှအဆောင်ရေပွဲတကောင်ရဲ့လက်တံကိုကိုက်ဖြုတ် လိုက်သေးတယ်။ဟိုကောင်ကလည်းပေါက်ပေါက်နဲ့ဒီမိမ့်မတက်ပြေအောင်ပဲကွာဆိုပြီးတော့တက်ဖို့လုပ်တဲ့အချိန်မှာသူတို့အောက်ကရေရီကြားမှာတခုခုကလှုပ်နေတယ်ဆိုတာကိုသတိထားမိပါတယ်။ဘက်ဘာမန်တော့မတွေးနိုင်သေးခင်မှာပဲဘက်မန်ကရေအောက်ကနေထလာပြီးတော့နှစ်ကောင်လုံးရဲ့ခေါင်းကိုပွင့်သွားအောင်ပြစ်ပြီးတော့ရှင်ပြစ်လိုက်ပါတယ်။ဘက်မန်ကိုမြင်တော့သူ့ကိုလွတ်ပေးဖို့အတွက်ဝန်ဒါဝမန်ကပြောတယ်။ဘက်ဘိုးတော့ကပြန်ပြီးတော့ငါဒီကိုလာတာနင်းကိုလွတ်ပေးဖို့အတွက်မဟုတ်ဘူး။နင်းရဲ့ကြိုးကိုလိုချင်လို့လာတာဆိုပြီးတော့ပြောလိုက်ပါတယ်။ဝန်ဒါဝမန်ဒီချက်ချင်းပဲငါရဲ့ကြိုးကိုယူရင်ငါကနင်းကိုတတ်ပြစ်မှာဆိုပြီးတော့ပြောလိုက်တယ်။ And it is true. Lasso of truth နဲ့ချီနှောင်ပြီးတော့ပြောတဲ့စကားဖြစ်တာကြောင့်ဝန်နာအိုမန်ပြောတာဒီအမှန်ဖြစ်တယ်သူဒီဘတ်မန်ကိုတကယ်တပ်ပြစ်မယ်ဆိုတာကအမှန်ပါပဲဘတ်ဘိုးတော့ကတော့အေးစေးပဲငါကဒီကျိုးကိုငါပဲငါချင်တာတုံးစရာရှိလို့ဆိုပြီးတော့ပြောတယ်နေငါငါကိုသာငါပေးမယ်ဆိုရင်နင်းရဲ့အသက်ရှင်ရမယ်ဆိုပြီးတော့ပြောပြီးအပေးယူလုပ်လိုက်ပါတယ် of course သူက aquaman လိန်လို့မရအောင်အတွက်ဒီကျိုးကိုအသုံးပြုပြီးတော့ aquaman စီကနေပြီးတော့အဖြေနိုင်ဖို့အတွက်ဖြစ်ပါတယ်ဝန်နာအိုမန်ကတော့ပြောသေးတယ်နင်းလွတ်ပေးလိုက်တာနဲ့ပဲငါက aquaman နဲ့ဝါးကိုတတ်ဆုပ်ပေးရမှာလား GA ပေးလိုက်ရမှာလားဆိုတာတွေကိုမေးနေသေးတယ်ဘတ်ဘိုးတော့က တကယ်ကိုဘာမှကိုကယူမဆိုင်တာ nothing matters ဘာတစ်ခုကမှအရေးမပါဘူးနေပါတာနဲ့လှုပ်ချင်တာလှုပ်လို့ပြောပြီးတော့ကြိုးကိုယူပြီးဒိုးလာခဲ့ပါတယ်တစ်ဖက်မှာတော့ပလင်ပေါ်မှာအကွာမန်းကတစုံတစ်ခုကိုထိုင်ပြီးတော့စောင့်နေတယ်ဘယ်သူမမျောလင့်ထားတဲ့အရာတစ်ခုကလည်းသူ့ရဲ့အနောက်လိုက်ကနောက်ကနေဖြွင့်ပြီးတော့ခိုးချောင်ခိုးဝမ်းနဲ့ရောက်လာခဲ့ပါတယ် Lasso of Truth နဲ့ထိုင်နေတဲ့အကွာမန်းလေဘင်ကိုဘတ်မန်ကပိတ်ဆွဲပစ်လိုက်တယ်လေဘင်ကိုအစ်ပစ်လိုက်ပါတယ်ပြီးတော့ Barry Allen ကိုတပ်ဖို့အတွက်မင်းဘာလို့ကြီးစားလွတ်လိုက်တာလဲဆိုပြီးတော့မေးလိုက်တယ်တဒေါင်းစားလို့အော်ရင်တဲ့အကွာမန်းက Batman ကိုရှေ့ကိုပိတ်ပေါက်လိုက်တယ်ဘ ယ်သူကကျိုးရဲ့ဒဏ်ကိုတော့မခံနိုင်ဘူးအမှန်ကိုပြောဖို့အတွက်ဖြစ်လာခဲ့တယ်ပြီးတော့အကွာမန်ပြောတာအရာငါကဘာကြီးသားမှမသိဘူးဘာမှကိုလည်းမလွတ်လိုက်ဘူးတေချာရာကတော့မင်းရဲ့ခေါင်းကိုဆွဲဖြုတ်ပြင်မယ်ဆိုတာပဲလို့ပြောရင်းနဲ့ဘူရော့ကိုတစ်ချက်ပိတ်ဆောင်ပြလိုက်ပါတယ်ဘူရော့ကဒီတစ်ချက်နဲ့တွေမောက်သွားခဲ့တယ်ဒါပေမဲ့သူလိုချင်တာကိုလည်းရသွားခဲ့ပါတယ်ဒါပေမဲ့တလွဲကြီးလည်းဖြစ်နေပါတယ် Lasso of Truth ကလိန်စကားပြောလို့မရတာကြောင့်အကွာမန်ကအမှန်ပြောနေရဖြစ်တယ်ကြီးသားကိုမလွတ်လိုက်ဘူးဆိုတာကအမှန်ဖြစ်နေပါတယ်ဒီကြားရဲပင်ကွင်းစီကနေပြီးတော့ဖုန်းဝင်လာတယ်ဘော့စ်ကြီးညိုရဲကကာစီနိုကတော့ပုံခွဲခံလိုက်ရ ရပြီပြာကျသွားပြီဆိုပြီးတော့ပြောတာကိုကြားလိုက်ရပါတယ်ဒီတော့ဘိုးတော့ရဲ့ခေါင်းထဲမှာလည်းအတွေးတွေပဲထပ်ပြီးတော့ဝင်လာခဲ့ပါတယ်ဂျေသားကအကွာမန်လွတ်လိုက်တာမဟုတ်ဘူးဒါပေမဲ့အကွာမန်လွတ်လိုက်တယ်ဆိုပြီးတော့ထင်ရအောင်အတွက်လှုပ်ထားတာအခုလည်းကာစီနိုကိုဘုံခွဲလို့ရအောင်အတွက်တောမတ်စ်ကိုမျိုးပြင်ထွက်အောင်လှုပ်ထားတာဖြစ်တယ်မင်းတော့ကစားခံလိုက်ရပြီတောမတ်စ်ရေဆိုပြီးတော့ဘတ်မန်ကတွေးနေမိပါတယ်တစ်ဖက်မှာတော့ဘတ်မန်ကိုကြောပေးပဲပေးပြီးတော့ရှောင်နေတဲ့အကွာမန်ကိုနောက်ကျောကနေပဲသူ့ရဲ့ Trident နဲ့အတူ Wonder Woman ကထိုးတက်ပြလိုက်တာကိုခံလိုက်ရပါတယ်ဒါကိုလည်းဘတ်မန်ကဂယုမဆိုင်နိုင်ပြန်ပါဘူးဘယ်သူကသူ ကိုဒီလိုလှုပ်ကြံနေရတာလေဘသူကကြေးစားကိုလွတ်ခဲ့တာလေဒီအရေးမပါတဲ့ကဘာကြီးမှာဘသူကသူတယောက်တည်းတည်နေတဲ့ plan ကိုတည်နေရတာလေဆိုရဲမေကွန်းနေနဲ့အတူအိမ်ကိုပဲပြန်လာခဲ့ပါတယ်တပတ်က main universe မှာတော့ flash ကတခုခုမားနေတာကိုခံစားမိရတဲ့အတွက်ရုပ်တရက်ကြီးမပြောမစုံနဲ့ main batman ရဲ့ခူထဲကိုရောက်လာခဲ့ပါတယ် bruce ကိုအရာရာအဆင်ပြေရလားဆိုပြီးတော့မေးတယ်သူကအချိန်နဲ့ပတ်သက်ပြီးတော့တခုခုမားနေတာကိုခံစားမိရ signal ကလည်းဒီနာကလာနေတာဖြစ်တယ်ဆိုပြီးတော့ reverse flash များဖြစ်မလားဆိုပြီးတော့သူကခူထဲမှာနေရာအနက်ပြေးပြီးတော့ရှာကြည့်ပါသေးတယ် bat ဘာမှရှိမနေခဲ့ဘူးဒီတော့တခုခုမားနေတာတွေ့ရဆိုရင်လည်းသူ့ကိုပြောဖို့အတွက်ဘရုစ်ကိုမားပြီးတော့ထွက်သွားလိုက်ပါတယ်ဘတ်သူမသိလိုက်တာကတော့အဲ့ဒီတခုခုမားနေအောင်လုပ်နေတယ်ဆိုတာကဘတ်မန်ကိုယ်တိုင်ပဲဖြစ်နေပါတယ်ရုပ်တရက်ကြီးဘတ်မန်ရဲ့အနောက်ကနေပြီးတော့တတိပေးတန်တခုခုထွက်ကြလိုက်ရတယ်ဘတ်မန်ကိုမလုံးနေတော့မင်းလုံးနေတဲ့အရာတွေကအန်ဒီရဲ့အယံများတယ်မကြခင်မှာတိုင်းမစတာတွေကဖလက်ရှ်ကိုယ်တိုင်ကပါတီသွားလိုက်မယ်နော်ဆိုပြီးတော့တတိပေးနေပါတယ်ဘတ်မန်ကတော့ခယူးမဆိုင်ပဲနဲ့သူလုံးနေတဲ့အရာတွေကိုဒါဆက်ပြီးတော့လုံးနေလိုက်ပါတယ်ဆိုတော့တစ်ဖက် universe မှာ Thomas Wayne ကိုပြတနာရှာနေတာကဘာတူလဲအခု ယူနီဗာစ်မှာတက္ကလောကလုံးဝိုင်းပြီးတော့တာယာလောက်အောင်ကိုဘရူးစ်ဝိန်းလုပ်နေတဲ့အရာကတော့ဘာဖြစ်မလဲဆိုတဲ့မစ္စတရီကြီးအခုလိုရင်ကုန်စရာကောင်းတဲ့ comic ရဲ့အဆက်ကိုသိချင်ကြသေးတယ်ဆိုရင်တော့ comment နဲ့ description မှာချပေးထားတဲ့ link ကနေပြီးတော့လာရောက်ဝယ်ယူအားပေးနိုင်ပါတယ် first look နေကြဆရာသမားတွေအတွက်လည်းပထမအဆုံးလာတဲ့10ယောက်ကို free ပေးသွားမယ်အပြင်အခု comic ကိုဝယ်ယူသူတိုင်းအတွက်ရှေ့မှာထွက်ခဲ့တဲ့3000တန်း flashpoint comic အစအဆုံးကိုလည်းလက်ဆောင်ထည့်ပေးသွားအောင်မှာဖြစ်ပါတယ်အများဆုံးပဲ comment နဲ့ description မှာချပေးထားတဲ့ telegram link ကိုနှိပ်ပြီးတော့လာရောက်ဝယ်ယူအားပေးကြဖို့အတွက်တောင်းဆို ုချင်ပါတယ်အခုအချိန်ထိကြည့်ပေးနေကြတဲ့သူတွေတယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်ချီပါတယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်